မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်အတွင်းအောင်ပန်းတောင်ကြီးနယ်ဟိုပုံးမှာရှိနေတဲ့ငလျင်တန်တင့်ခဲ့တဲ့နေရာတွေကိုမင်းအွန်လိုင်းလာကြည့်ဖို့အတွက် လုံခြုံရေးတွေအထူးတင်းကျပ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 10ရက်နေ့မှာမင်းအွန်လိုင်းကအထူးခရီးစဉ်အနေနဲ့အောင်ပန်းတောင်ကြီးနဲ့ဟိုပုံးကိုရောက်ရှိလာပြီးတော့ညအိတ်ဖို့ကိုဟိုပုံးမှာစီစဉ်ထားတယ်လို့သိရပါတယ်။သူ့ခရီးစဉ်ကိုလုံခြုံရေးတွေအရန်တင်းကျပ်ခိုင်းခဲ့ပြီးတော့အနီးကမှဌာနဆိုင်ရာတွေနဲ့တက်ကိုအသိပေးခဲ့တယ်လို့ပြောပါတယ်။တက်ချုပ်ကငလျင်တန်တင်ခဲ့တဲ့အောင်ပန်းတောင်ကြီးနဲ့ဟိုပုံးကိုသွားမယ်။ဟိုပုံးမှာတော့ဒီညအိတ်မယ်လို့သိထားရတယ်။ မနေ့ညနေကမှဌာနဆိုင်ရာတွေကိုအသိပေးတာလုံခြုံရေးတွေကတော့အတော်ခံများများချထားတာကိုတွေ့ရတယ်လို့ပြောပြထားပါဗျ။ငလျင်တန်းကြောင့်ဟိုပုံးမှာပြိုကျပျက်စီးသွားတယ် ီနေ့မင်္ဂလာရွှေချမ်းသာမွေတော်ဖရာကြီးစီကိုလည်းမင်းအွန်လိုင်းကလက်ရောက်ကြည့်ရှုမှာဖြစ်ပြီးတော့ရရရခြေဓာတွေကိုလည်းလှုပ်ဖို့ရှိတယ်လို့သိရပါဗျ။ဖရာကြီးတဲ့ကိုဟိုကောင်ကြီးလာမှာမို့လို့ဘသူမှပေးမဝင်ဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။မင်းအွန်လိုင်းကနေပြည်တော်မန္တလေးအပါအဝင်ငလင်တန်တင့်ခဲ့တဲ့နေရာတွေကိုတွားရောက်ကြည့်ရှုစစ်ဆေးတာတွေတောက်လျှောက်ဆိုးတလို့လှုပ်ဆောင်နေပြီးတော့အဲ့ဒီလိုလုံနေတာကသူယုံထိုင်တဲ့စစ်ယုံနဲ့ပမရအိမ်တော်ပြိုကျသွားတာကြောင့်ပြင်ဆင်နေစေကာလမှာစစ်ဆေးရေးပုံစံမျိုးနဲ့ မြန်မာတိုင်းနိုင်ငံလုံးကိုရှောက်သွားနေတာဖြစ်တယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အရခတက်တော် AA နဲ့စစ်ကောင်စီတို့နှစ်ဖက်အပြစ်ခတ်ရဲစဲကြောင်ကြီးညာချက်ထုတ်ပြန်ထားတော်လဲကြောက်ဖြူနဲ့စစ်တွေတို့မှာတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာမနေ့က AP လ9ရက်နေ့က AA ထိန်းချုပ်ထားတဲ့ကြောက်ဖြူမှာရှိတဲ့ဂုံးချုံတိုက်နယ်ပြင်းရှင်ရွာကိုစစ်ကြောင်းထုတ်ဝင်ရောက်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲအပြင်းထန်ဖြစ်ပွားကစစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်းနှစ်ဒါဇင်လောက်တိုက်ဆုံသွားတယ်လို့သိရပါတယ်ဒါအပြင်စစ်ကောင်စီက စစ်တွေမြို့တရင်များကနေပြီးတော့ပုံနာကျွန်းနဲ့ပေါတော်ကြီးရွာများကိုအေဘီလာရှေ့ရန်နေည7:00နာရီခန့်ကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအေအေကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်တဲ့အတွက်လက်နက်ကြီးကြီးတချို့ဟာစစ်တွေဒါကစအတွင်းထဲမှာကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့ဒေသခံများထံကသိရပါဗါတယ်စစ်တွေမှာ ရှေ့ရက်နေ့ည7:00နာရီလောက်ကအပြန်အလှန်ပြစ်ခတ်ကြတာဒါကစတဲ့ကိုလက်နက်ကြီးကြီးတလုံးကြတယ်လို့ပြောပါတယ်55မိနစ်လောက်ပြစ်ကြခတ်ကြတယ်လို့စစ်တွေဒေသခံတအူးကသတင်းပေးဖို့ပြောကြားထားပါတယ်အေဟာပြီးခဲ့တဲ့ AP လတရက်နေ့ကငလျင်တန်တဲ့ပြည်သူများအတွက်ကယ်ဆယ်ရေးလုပ်ငန်းများကိုစိတ်အေးလက်အေးလှုပ်ဆောင်နိုင်ရန် တလတာအပြည့်ရက်ကြောင်းထုတ်ပြန်ခဲ့ပြီးတော့စစ်ကောင်စီကလည်းဧပြီလ၂ရက်နေ့ကစတင်ပြီးတော့သုံးဘက်ကြားယာယီအပြစ်ခတ်ရက်စဲကြောင်းထုတ်ပြန်ခဲ့တော့လေတကယ်လက်တွေ့မြေပြင်မှာတော့လေကြောင်းကနေဘုံချဲခြင်းနဲ့မြေပြင်စစ်ကြောင်းများထိုးခြင်းတွေကိုလည်းပြုတ်လုခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးအပြစ်ရက်ထားတော့လေစစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလ၅ရက်နေ့တရက်ထဲမှာတင် drop ball အလုံး60ကျော်နဲ့လက်နက်ကြီးအချိန်90ပြစ်ခတ်ခဲ့ကစစ်တွေချောင်းတွေမင်းခံရွာများကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့အေအေဘက်ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်စက်မုံနစ်ကနေထွက်လာတဲ့အကြမ်းဖက်စစ်သားများကိုတိုက်ခတ်ရာစစ်တပ်ဘက်ကတအုပ်သိမ်းဆုံးပြီးတနက်တက်လက်နဲ့ခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့က AB လ9ရက်နေ့မနေ့9:55မိနစ်ခန့်မှာမြိုင်မြို့နယ်စက်မုံနစ်မှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးခန့်ဟာ ရိတ်ခါရှာဖွေရန်ထွက်လာတဲ့အချိန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များကပြစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တွေဆုံးပြီး MA3 အမျိုးအစားတပ်နဲ့တလက်လက်ပြုံတလုံးနဲ့အခြားခဲယမ်းများကိုလည်းတိမ့်စီရရှိခဲ့တယ်လို့သိရပါဗျာ။ ်စစ်ခွေးကဆယ်ကောင်လောက်ပါပဲရိတ်ခါရှာထွက်လာတာပါပြစ်ခတ်မှုဖြစ်ပြီးတော့၎င်းတေပြီးကြံခဲ့တယ်လို့မြိုင်ပကဖကတာဝန်ရှိသူတို့ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုမြိုင်ပကဖဒါမင်းကြီးတပ်ဖွဲ့မြိုင်ညညရိတ်တပ်ပေါင်းစုဝင်းပလီပြောက်ကြားတပ်ဖွဲ့ကိုမုံဆုံကိုစီးနဲ့ကိုကင်းတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့လုံဆောင်ခဲ့ကြတယ်လို့သိရပါတယ်ဒါအပြင်ဘကိုးတိုင်းဝေါမြုံနယ်နဲ့ရွှေကျင်မြုံနယ်တို့မှာအကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားတအုပ်တွေဆုံးပြီးနှောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တောင်ညိုစစ်ကြောင်းကတောင်ရှိသူကရှင်းပြထားပါတယ် ဧပြီလ9ရက်နေ့မနက်9:25မိနစ်ခန့်မှာဝေါ်မြို့နယ်လက်ပတ်ရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သား၂ဦးထိမှန်ခဲ့တယ်လို့သိရပါဗါဒါအပြင်ည၈နာရီအချိန်မှာရွှေကျင်မြို့နယ်အခြေစိုက်ခမရ968တပ်ရင်းကကင်းမဝင်းရံထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုရှိခဲ့တယ်လို့သိရပါတယ်၎င်းတေတာတော့အတီးပြုတ်နိုင်တယ်ကျန်တာတွေကတော့အတီးပြုတ်လို့မရသေးဘူးလို့တောင်ကျိုစစ်ကြောင်းကတောင်ရှိသူကရှင်းပြထားပါတယ်တလားတူပဲအေဘီလာ9ရက်နေ့မနက်7:00နာရီမှာရွှေကျင်မြို့နယ်ခမရ968တရင်ကရေခတ်ဆင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်ရာစစ်ကောင်စီတပ်သားတအုပ်ထိမှန်တိတ်ဆုံးသွားတယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုများကိုတောင်ကျိုစစ်ကြောင်းဝေါမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖနဲ့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်ငလျင်သတင်းကတော့စစ်တပ်ပိုင်းမြမစီးပွားရေးဥပိုင်းအများနဲ့တက်ဆိုင်သောကုမ္ပဏီလီမိတက်ဥပိုင်းရုံးချုပ်ရှိရာနေပြည်တော်ဥတ္တရတီရီမြို့မန္တလေးလမ်းနဲ့ဇလဝါလမ်းမှာရှိတဲ့ဇလဝါပလာဇာဟာလည်းငလျင်ကြောင့်ထိခိုက်မှုတချို့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇလဝါပလာဇာကို2024ခုနှစ်ဩဂတ်လကုန်ပိုင်းမှာစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအချိန်ကဖွင့်ပွဲအခမ်းအနားကိုဥပိုင်းဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးစန်းဦး၊စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးမင်းဦးနဲ့အခြားစစ်တပ်ရာရှိများတက်ရောက်ခဲ့တယ်လို့သိရ ပါတယ်။အဲ့ဒီပလာဇာကိုနေ့စဉ်မနက်9:00နာရီကနေည9:00နာရီအထိပိတ်ရမရှိဖွင့်လှစ်ခဲ့ပြီးတော့စားတောက်ကုန်၊လူသုံးကုန်၊စေးနဲ့စေးပစ္စည်း၊ကြောင်မြရတနာအဝတ်အထည်၊စာရေးကိရိယာ၊နိုင်ငံခြားအစားအစာ၊ရိုးရာအစားအသောက်များနဲ့လျှက်စက်ပစ္စည်းများကိုရောင်းချခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဇလက်ဝါပလာဇာကိုဥပိုင်ကုမ္ပဏီကပဲဆောက်လုပ်ခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုတ်ဖုံမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာဥဆောင်ပါဝင်နေတဲ့ပြူစော်ဒီနှစ်ဦးကိုပြစ်ခတ်တိုက်ခတ်ရာနှစ်ကောင်စလုံးပွဲချင်းပြီးတိတ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ၈ရက်နေ့ည၈နာရီခွဲအချိန်ကမှအုတ်ဖုံမြို့နယ်ဂျိုးပင်ဝိုင်းရွာမှာနေထိုင်တဲ့ပြူစော်ဒီဖိုးပြူနဲ့ရန်တိုင်းစိုးတို့ဟာ အရက်တောက်ပြီးတော့နေအိမ်ကိုပြန်လာတဲ့အချိန်တရားဝရီခရိုင်တရင်33ရက်တက်တခွဲငါဂျိုးမင်ကဟီးရိုးပြောက်ကြားတက်ဖွဲ့ကရဲဘော်များကပြစ်ခတ်တက်ခဲ့ရာနှစ်ကောင်စလုံးနေရမှာတဲ့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ပြူစော်ဒီနှစ်ဦးဟာတနက်နဲ့ဘုံဒီများပါတယ်လို့သတင်းရရှိထားတော့လဲရှာဖွေမှုပြုလုပ်တဲ့အချိန်မှာတိတ်စီရရှိခဲ့ခြင်းမရှိဘူးလို့ပြောပါတယ်။အဲ့ဒီပြူစော်ဒီနှစ်ဦးဟာစစ်ဘုံထမ်းဆေးခိုင်းရန်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရမှာဥဆောင်ပါဝင်နေသူတွေဖြစ်ပြီးတော့ပြည်သူများအပေါ်မှာစက်ချင်းငွေကောက်ခံခြင်း PDF တပ်ဖွဲ့များရဲ့လှုပ်ရှားမှုသတင်းများကိုစုံစမ်းတာ စစ်တပ်ထမ်းကိုတရင်ပြဖို့ခြင်းရရွာထဲမှာရှိတဲ့လူငယ်များရှိတဲ့နေအိမ်များကိုငွေကြေးကောက်ခံရန်အုပ်ဖို့ရဲစခန်းကိုတွားရောက်ပြီးတော့တိုက်တွန်းနေကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့တာယာဝတီခရိုင်တိုင်ရင်တုံးရှက်တုံးရတဲ့တက်ခွဲငါဂျိုးပင်ကောက်ဟီးရိုးပျောက်ကြားတပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါတယ်ဆက်လက်ပြီးတော့စစ်စင်ရေးအရှိန်ကုန်မြင့်တင်ကတိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူများအနေနဲ့စစ်ကောင်စီတပ်သားများနဲ့ပြူစော်တီများစစ်ကောင်စီရန်တရာလဲပတ်ရေးအတွက်ကူညီပေးနေတဲ့ထောက်တိုင်များနဲ့ အတက်နိုင်ဆုံးရှောင်ရှားသွားလာနေထိုင်ပေးကြပါရန်တာယာဝရီခရိုင် PDF ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းကောလင်းမြို့နယ်အင်မင်လရွာစာတင်ကျောင်းကိုအချမ်းပတ်ဆက်တက်ကလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခြင်းကြောင့်အသက်14နှစ်အရွယ်မိန်းကလေးငယ်တအူးတိတ်ဆုံးပြီးပြည်သူ၃ဦးပြေးထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ီကနေ့အေပီလ10ရက်နေ့ဝန်လွယ်တနေ40မိနစ်ခန့်မှာအကြမ်းမဆက်တက်ကကောလင်းမျိုးနဲ့အင်မင်လှရွာစတင်ကြောင်းကိုလေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဆက်တက်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာအသက်16နှစ်အရွယ်မိန်းကလေးငယ်တဦးသေဆုံးပြီးတော့ပြည်သူ၃ဦးနဲ့ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။တဦးသေတယ်လို့တော့သိရတယ်။၃ဦးကတော့ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်။ကောလင်းမျိုးနဲ့အင်မင်လှရွာစတင်ကြောင်းကိုကျဲချတာမိန်းကလေးတဦးပျောက်ဆုံးနေတယ်လို့တော့ပြောပေမဲ့ ပေးဆုံးတယ်လို့ပဲထင်ပါတယ်။လေကြောင်းတက်ခတ်တဲ့နေရာမှာအသားစားတွေတွေ့တယ်လို့သူတို့ကပြောပါတယ်။အခုတည်းကတော့ရှာနေတော့မယ်။သေချာမသိရသေးဘူး။မိန်းကလေးကအသက်14နှစ်ပဲရှိသေးတယ်လို့ calling info ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်း၊နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြပ်ဖတ်စစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ